။ဟိုမမေမမေဆုံးနေစား7နာရီခွဲတော့မှဒီမမရောမှကြည့်လား။ဘယ်ကြည့်ကြ။မာရီရောနားမလည်ဘူးပေါ့။ဟုတ်။ဘယ်လိုလဲ။မေဟိုကြောက်လာရောဒီနေရတယ်လား။ဟုတ်။ရက်နေရော။အစိုးရကြီးမှာ ာစိတ်မကောင်းဟုတ်တယ်အင်းငုံငုံနေတော့နော်ငုံငုံနေတော့အမေတယောက်ရှိသွားပြီပေါ့မေမေဆုံးလဲအန်တီရှိတယ်လေနော်အရာရာအတင်းထားမှာပေါ့သမီးရဲ့နော်ဘဝဆိုတာကံစီမံရာပဲပေါ့မေမေမရှိလဲအန်တီရှိတယ်သမီးမှာအခက်ခဲရှိလို့ရှင်အန်တီကိုပြောအန်တီကအတက်နိုင်ဆုံး သမီးတို့လှုပ်ပေးမှာပေါ့ဆီယာမဆိုတာလည်းအန်တီသမီးကိုအသက်ပေးပြီးတော့ကာကွယ်သွားတဲ့အတွက်လေဟိုဆီယာမတယောက်လိုရဲ့လို့မမြင်ပါဘူးဒီမှာနေတော့လေလေညီမတယောက်လိုမျိုးပဲမြင်တာပေါ့ညီမလိုမျိုးတန်ရုံးစဉ်ရှိပြီးသားပါ ဒီကလေးလေးကတော့ဟိုပါပေါ့အမသမီးကိုပေါ့အသက်ပေးပြီးတော့ကာကွယ်သွားတယ်ဆရာမရဲ့သမီးလေးတွေပေါ့ဟိုဒီနေ့အမကတော့အလဲခေါ်လိုက်တာအလဲခေါ်တဲ့ခါကျတော့တို့ရောက်လာနဲ့ညီမလေးတို့ရောက်တာနဲ့အဲ့လိုဆုံးတာပေါ့တို့လေးတွေကတော့အခုသူအတော်နဲ့နေတာပေါ့လေအဖေကလည်းအဝေးမှာအလုံးလုံးနေတာပြန်မလာနိုင်ဘူးပေါ့ညီမလေးကပြန်မလာနိုင်တော့ဆရာမကဒီသမီးလေးနှစ်ယောက်ကြံခဲ့တာပေါ့အမကတော့ဒီအကြီးမလေးကို တူဖေကိုပြောတာပေါ့အလားပြင်ဆိုင်မှာခေါ်ပြီးတော့ပညာသင်ပေးမယ်ပေါ့အဲ့လိုပြောထားတယ်တူဖေကတော့ခဏနေပါအောင်လို့အဲ့လိုပြောတာပေါ့လေနော်ဒီအငယ်လေးအတွက်ကလည်းဒီနေ့ဟောအလူရှင်တယောက်ကပတ်စံလူလာနဲ့အမအတော့ပတ်စံလာယူခိုင်းနေတဲ့ကလေးတွေရောက်နေတာပေါ့ဟိုအခုလောလောဆယ်တော့အမစိတ်တန်ရာတခုလည်းရှိနေလို့ပေါ့နောက်ကြတော့ကလေးတွေအတွက်အမြဲတမ်းသွားမယ်လာမယ်ကလေးတွေကိုလည်းကိုကတွေ့မယ်ပေါ့နော် ကလေးတွေအတွက်အမနော်ရှင်မတာဝန်ယူသွားဖို့အများကြီးရှိပါတယ်ဒီကလေးတွေเนี่ยဆရာမဆုံးမတွေ့ဘူးလားเสี่ยม้าซုံးတဲ့ခါမှာအမဒီရက်လဲလုတ်ပေးဖို့ဆ iam မတော့ရင်သွားမှာဒီကလေးတွေကိုတွေ့ဘူးလားအရင်တော့ဆ iam မခွင့်ယူပြီးတော့ပြန်တယ်လေအဲ့လိုပြန်တဲ့ခါကြာလို့ရှင်လဲဟိုသူသမီးလေးတွေကိုရှိို့သူကအဲ့လိုပေါ့သတိရတယ်မာပြန်အောင်မယ်ဆိုအမတရက်တရက်ခွင့်ပေးတယ်ပေါ့နော်အဲ့တော့ကြာသူတို့အမမတွေ့ဘူးအခုမှပဲတွေ့ဘူးလားပါမိမေကိုသတိရလားတဲ့ မိမိကိုတရီရတယ်။ဟုတ်ရတယ်။အသက်ဘယ်လောက်လဲတဲ့။အသက်ဘယ်လောက်လဲတဲ့ပြောလိုက်အောင်လေ။ပြောလိုက်အောင်လေ။အသက်ဘယ်လောက်လဲ။ဒီမှာလေးနှစ်နှစ်ခွဲ။တာဝန်ယူပေးသွားမှာပါ။ကလေးလေးကိုပေါ့။အမကကြတော့သားသမီးဆုံးရှုံးနေ။သူတို့ကကြတော့လေမိခင်ဆုံးရှုံးနေပေါ့။အဲ့တော့အမကလည်းဒီသမီးလေးတွေကိုကိုယ်သမီးလို့ပြန်ပြီးတော့ နေမယ်ဆိုရင်ဟိုဖြည့်ပြီးတော့တွေးယူလို့ရတာပေါ့နော်သမီးတို့ကလည်းမောင်တက်လုံးမိခင်တယောက်လိုနေသွားမယ်ဆိုလို့ရှင်သူတို့လည်းဟိုမိခင် ဆုံးရှုံးနေဆိုမဲ့အမကိုအစားပြန်ရနိုင်ပါတယ်အမကလည်းအမသမီးလေးကိုတရိရသလိုပေါ့အမသမီးလေးတွေကိုဝယ်ပေးသလိုသူတို့လုပ်ပေးရဆိုရင်သူတို့အများကြီးအဆင်ပြေမှာပါသူတို့အကြောင်းကြားဖို့တော်တော်ကြီးခက်ခဲတယ်စိတ်ကလည်း အကြောင်းကြားလိုက်စိတ်ထိခိုက်သွားမှလဲစိုးရိမ်နေပေါ့အဲ့တော့မိုးချုပ်ဆက်လောင်းမှအကြောင်းကြားပြစ်တာအကြောင်းကြားချင်းချင်းသူတို့တွေဒီကိုလိုက်လာကြတယ်အများကြီးလိုက်လာတဲ့အခါမှာသူတို့ကလည်းတဘာဝဘေးဒဏ်ဖြစ်တဲ့အတွက်ဘဒူးမဓာကြီးကိုလှုပ်ယူသွားတာမဟုတ်ဘူးလေအဲ့တော့နားလည်ပေးပါတယ်ဆရာမရဲ့အဖေတွေအကိုတွေမောင်တွေအများကြီးလိုက်လာတယ်ပေါ့လိုက်လာပြီးတော့နားလည်ပေးပါတယ်နောက်မနေ့ မတို့ဒီနာရေးပိုးတဲ့အခါမှာလဲသူတို့တမိလေးနဲ့ဆရာမနဲ့ဦးမတို့ကအတူတူပိုးလိုက်တာပါပိုးလိုက်တဲ့အခါမှာသူတို့မနက်9နာရီမှာနာရေးပိုးဖို့အတွက်လာခဲ့ဖို့ချိန်တာပေါ့လေအဲ့ချိန်မှာသူတို့ကလည်းလာခဲ့ပါတယ်အဖေကရှိတယ်အဖေကအလုံးလုံးနေရရခိုင်မှာကြာပြီနဲ့နဲ့သွားတာနော်ဟုတ်နှစ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 ်ရှိပြီရဲ့သွားတာလေအခုလဲဒီနာရေးကိုပြန်လာလို့မရအောင် ပြန်လာလို့မရအောင်။ဒီအောင်သမီးကိုဘာပြောသေးလဲ။ငိုဖို့အတင်းထားဖို့။မငိုဖို့အတင်းထားဖို့။ဟုတ်ကဲ့။သူကအဓိကဖဲ့အေးရလဲအနာမှမရှိတာပါတာဗောလေ။ဘယ်လိုကြောင့်။ကိုသမီးရဲ့ဆန္ဒကိုမေးတယ်လေ။သမီးလေးကအကြောင်းတက်မယ်ဆိုလို့ရှိရင်အမအကြောင်းထားပေးမယ်ဗောလေနော်။အကြောင်းစီထောက်ပံ့မယ်ဗောအမရှိမနေနိုင်လေ။ အဲအမရှီကိုလည်းအချိန်မီဝင်ထွက်သွားလာနိုင်အောင်လို့အမတော့ဟိုပြောထားတာပေါ့အမြဲတမ်းဝင်လိုတဲ့အခါမှာအမကိုအမြဲတမ်းအကူအညီတောင်းလို့ရတယ်အမအသက်ရှင်နေတူတူပေါ့နော်တမီးလေးတွေမှာဟိုပါပေါ့အမေအစာမြစ်တာအလိုမျိုးအမပေးချင်တာပါတမဝါပေးတယ်ကိုတယောက်တည်းမဟုတ်ဘူးအများကြီးခံစားရတာမျိုးရှိတယ်လေအမေအဲ့လိုအများကြီးခံစားရတဲ့နေရာမှာလူတွေအားလုံးလဲကိုချင်းစားပါတယ် ရှေ့ဆက်ပြီးတော့ဒီလိုသဘာဝဘေးဒဏ်တွေဖြစ်ပေါ်လာအောင်မယ်ဆိုလို့ရှင်လဲအမားတို့ကခံနိုင်ရှိအောင်လို့လူတွေလူတွေအကုန်လုံးကကိုကိုကိုနိုင်မထီသေးမပူသေးမတိကြဘူးပေါ့နော်ဟိုတိသွားတဲ့အခါမှာတော့အမားတို့စိတ်ကောလူရောအများကြီးပြင်ဆင်ထားပါတယ်ဒီလိုမျိုးတော့စာကျင်ဒီ NDG မှာအလားပြင်းပြင်းရတယ်ဒီမှာလေးကိုညီငါတက်ပြအောင်ခိုင်တယ်